နေ့1389ခုနှစ်သတင်းကြုံလာပြင်းနေမန္တလေးတိုင်းဒေသကြီးမေတ္တီလာမြို့မူလပြည်သားရဝန်တန်းအိမ်ရာဓမ္မယုံ၌စုပေါင်း၍ဥပုပ်တိလခံယူဆောက်တည်ကြကုန်သောဥပုပ်တိအပေါင်းတို့အားတရားဖြင့်ကျေးဇူးပြုပေးပါမယ်ဒီနေ့သတင်းကြုံလာပြင်းနေ့ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေလို့ဒီလိုလေးသတ်မှတ်ကြတယ်။ဒါသတ်မှတ်ချက်ပေါ့အမှန်ကတော့ဘာဆိုလားပြေကျော်တရက်ကနေဒီတရင်ကျော်လားပြေနေအတိတရားချင်းဟာခုနှစ်ဝါမြောက်မှာတော်ရင်သာနတ်ပြေမှာပြတ်ပြီးတော့မေတော်ပြည့်ခဲ့ဖို့တဲ့နတ်သားကိုအကြောင်းပြုပြီးတော့ဒီနေ့ယေရှုသတိအနေအားဖြင့်အဘိဓမ္မာတရား ေါ်ကြတာ။ဘွာတွေအလုံးလား190လုံးဟာဗာနေတယ်လို့အဘိဓမ္မာနေဟုတ်ပြီလား။အဲ့ဒီဘိဓမ္မာတရားပေါ်ကြပြီးတော့လူပြေကိုပြန်ကြွားတယ်။ဒီတရင်ကျိုးလာရင်နေကိုလည်းတကယ်ထဲနဲ့အဘိဓမ္မာနေဆိုပြီးတော့သတ်မှတ်ချက်ပေါ့ဗျာ။အမှန်ကတော့အနည်းရတော့ရ90ဟုတ်ပြီနော်။အဲ့တော့ဒီနေ့တရားကောင်းစဉ်လေး မေရောမိနယေရှုစတ်ဒီလိုလေးအမှတ်မြဲရအားရလေမေရောမိနယေရှုစတ်မာတရံပမုခံကတဝါတတပညာယဟိဇတာအဘိဓမ္မာကထာမကံဒေဝနံတံပဝတယိမာတရံမေရောကိုမာတရံ မေရောပြစ်ခဲ့ဘူးသောတန်တုတိဒနာတကိုပမုခံကတ္တဝါအကြည်အမှုပြု၍ပမုခံဘဝအပင်ချိနန္ဒပြုခဲ့ဘူးသောကျေစုကိုတည်၍ကျေစုစက်သည့်အနေအားဖြင့်အဥထာ၍ရတ္တပညာယမိမိရရှိထားသော အရတမဉ္စသဗ္ဗေညုတာဉ္စပညာဤဧသတာအစွမ်းတတိဖြင့်အဘိဓမ္မာကထမကံအဘိဓမ္မာဟုခေါ်သောအတော်တေတနာတော်ကိုအဘိဓမ္မာကထမကံနဲ့နဲ့ထူးဆန်းသောအဘိဓမ္မာတရားတော်ကိုဧဝနံဓမ္မအပေါင်းတို့အားဧဝနံ ရတောင်သောစัจ java လာတိုင်မှသူပေါင်းညာရောက်ချီလာသောနတ်ဗြဟ္မာအပေါင်းအားတံဘဝတည်းကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအာမင်ပါအေဓမ္မတင်ဂရီနို့ခေါ်တဲ့အခတာလိနီလို့ခေါ်တဲ့အထကရာကျမ်းဖွင့်မှဒီကာထာလေးပါတယ်ဗျာ မာတရံမေတော်ကိုမာတရံမေတော်ဖြစ်ခဲ့ဘူးသောတန်တုတ်တိတာနတ်သားကိုဘုရားရှင်ရဲ့မေတော်မာယာဒေဝီဟာဘုရားရှင်ကိုမွေးပွားပြီးခုနှစ်ရက်ပြည့်တဲ့နေ့မှာနိုင်ရစံနေအဒီနေရာမှာလေအရှုကအ ဖျားကိုမွေးပွားလိုက်လို့မေတော်မာယာနိုင်ပါဆံရတယ်လို့ဒီလိုမျိုးအမှတ်ကြတယ်အဲ့လိုမဟုတ်ဘူးနော်ဖျားအလောင်းတိတကေတုနတ်သားဖြစ်တယ်ကနတ်ဗြဟ္မာအပေါင်းကနေလူပြည့်စင်ပြီးတော့ဖျားအကျင့်ကိုရယူပြီးတော့တတ္တဝါတို့အားသစ္စာလေးပါးတရားကိုဟောကြားပေးဖို့ချောက်ထားတောင်းပန်တဲ့အချိန်မှာလူပြည့်ကိုကြည့်တဲ့အခါ မာတုအာယုပရိစေဒဆိုတာလေးပါတယ်ဗျမေတော်ရဲ့တက်တန်းကိုကြည်ရတယ်သူပရိဒဏီနေပြီးတော့ပရိဒဏီနေတာက10လ10လနဲ့9ရက်ပြည့်ရင်ဒီမေတော်ဟာသူ့ရဲ့တက်တန်းကုန်တာကိုဖြစ်ရတယ်အဲ့ဒါကိုငကိုရီကဘာလို့ခါလဲကြည်ပြီးတော့မာပရိဒဏီနေတာဒါဗျာအလောင်းရဲ့စံတတ္တိပေါ့အဲ့တော့မေတော်မာယာဟာ တတ်တော်အားဖြင့်90နဲ့9နှစ်ပြည့်ပြီးတော့6လရှိတဲ့အချိန်မှာဘုရားအလောင်းမှာအတိတ်တန်နေခဲ့တာ6လနဲ့10ရက်အဲ6လနောက်ပြီးတော့10လဟုတ်ပြီလား10လထပ်ပြီးတော့ပေါင်းလိုက်တဲ့အခါကျတော့မေတော်မာရရဲ့အသက်ဟာ 6နှစ်ဖြစ်သွားတာပေါ့ဟုတ်ပြီနော်ကဲအဲ့တော့မေရောမာယာဟာဘုရားအလောင်းကိုဖွားမြင်ပြီးဘယ်နေရမှာနိုင်ပါစံကိုနေရမှာနိုင်ပါစံဟုတ်ပြီအဲ့ဒီလိုနိုင်ပါစံပြီးတော့ဘုရားအလောင်းတော်ကိုဘယ်သူကပြုစုစောင့်ရှောက်တာလဲဆိုတော့မိွေးတော်ဘောဓမီကနေပြီးတော့ပြုစုစောင့်ရှောက်ပေးခဲ့တာကဲထားလိုက်တော့အခုဘုရားဖြစ်ပြီးတော့ခနဝါမြောက်တဲ့အခါမှာ ဒိဋ္ဌိတွေကိုနှိမ်နှင်းသည့်အနေအပြင်ယေမိဆောင်သတိသောတကောပြာတိဟာဒီပြပြီးတော့ရသော်ဘုရားဟာအဲ့တကောပြာတိဟာပြပြီးရင်စဉ်းစားဆင်ခြင်လိုက်တဲ့အခါအရှင်ဘုရားဖေရနောင်တော်ဘုရားဒီအီလိုတကောပြာတိဟာပြပြီးရင်မလုံးကြတယ်လေ။ဩတော်ရင်သာနတ်ပြည်မှာတက်ပြီးတော့မေတော်ပြည့်ခဲ့မှုတဲ့နတ်သားကိုအဘိဓမ္မာတရားဟောကြားခဲ့တာဤဂေါရမမြတ်စွာဘုရားတဆူတည်းမဟုတ်ဘူးနော်။ ဘုရားအဆူဆူနားလဲလားဟာတယ်လေဘုရားအဆူဆူမေရောမိမေရောမိနတ်သားမေရောဖြစ်ခဲ့မှုတဲ့နတ်သားပေါ့ဗျာအဲတော့ကိုနတ်သားကိုအကြောင်းပြုပြီးတော့အဘိဓမ္မာတရားဟောခေါ်တာအကြောင်းမေရောကိုကျေသူဆက်သည့်အနေအားဖြင့်မေရောမိနတ်ယေရှုဆက်ဒီလိုလေးတရားကောင်းနေပေးတာနော်မတရံမေရောကို မတရံမေရောဖြစ်ခဲ့ဘုသောတန်တုတိတနတ်သားကိုပမုခံအဥထာ၍ပမုခံအတိတ်အတိတ်ဘဝအတိချိနန္ဒယေသူမြားခဲ့သောကျေးဇူးကိုကိုအောင်းမဲအမှန်ရသောအဖြစ်တတပညာယတေသတာတတပညာယတရားချင်းရချိတဲ့တပ္ပညုတ္တ ဉာဏ်အရဟတမေဉာဏ်ကတော့ကျင်သာတိဗုဒ္ဓတို့ရှင်မမောက္ခလတို့တခြားတခြားတာဝကတွေအကုန်လုံးအရဟတမေဉာဏ်ရတယ်။တရားကျင်လည်းအရဟတမေဉာဏ်ကိုရတယ်။ရပြီမှသဗ္ဗေယုဒ္ဓဉာဏ်အလုံးစုံကိုအပိုင်းအခြားမရှိခြင်းချင်းလိုက်တဲ့အချိန်မှာထိုးထွင်းပြီးတော့တည်တဲ့ဉာဏ်ကိုသဗ္ဗေယုဒ္ဓဉာဏ် တတပညာယဘုတ္တဗေညုတဉာဏ်တော်ဤဘုရားရှင်၌ဘုရားရှင်၌ရရှိတော်မူသည့်တဗေညုတဉာဏ်တော်ဤတေဇတာအစွမ်းတတ္တိခြင်းဧဝနံတကြဝလာတိုက်တောင်းမှတိဝေရောက်လာနတ်ပြမှာအပေါင်းတို့အားတံဘဝတည်းကြီးတဲ့အဘိဓမ္မာဆိုတာလက်နေတယ် ကက်ခဲတယ်အဲဓမ္မသင်္ကနီကျမ်းအစထားပြီးတော့နောက်ဆုံးကပဋ္ဌာန်းကျမ်းခုနှစ်ကျမ်းရှိပါတယ်အဘိဓမ္မာခုနှစ်ကျမ်းရှိခုနှစ်ကျမ်းရှိပါတယ်အဲ့ဒီအဘိဓမ္မာကထာမက္ကံဆိုတာနောက်ဆုံးကမက္ကံဆိုတာလေးကတော့မက်ဘုံကိုရစေနိုင်တဲ့အစွမ်းတတ္တိရှိတဲ့ဧဒနာတော်ဒီလိုပြောလို့ကအဲ့တော့လူမြေမှာဘဟောပဲနဲ့ဘာလို့နတ်မြေမှာသွားဟောတာလဲဘုရားဆိုတော့ အဲ့အဲ့တော့နတ်ပြည်မှာလေရပေါင်း90လုံးနေ့ညမကွဲခြားပဲနဲ့ပေါ်ကြတာအေးဒီနေရာမှာလည်းလည်းလေးအာလုံးတော်တကတကမတွေကိုအတိပေးကျင်တာလေးကဟိုတနေ့ကလိုင်းပေါ်မှာဦးဇေတပါးကိုပေါင်းကြီးတပါးကိုအမေအဖြစ်အပြင်လှုပ်ထားတာလေးမေရောမိနတ်သားကိုတဲ့သွားပြီးတော့နတ်ပြည်မှာတရားဟောတာ တော့ဘုရားကျင်သံကိစ္စဘယ်လိုဆောင်ရွက်တယ်လဲအဲ့လိုမျိုးလေးမေးတဲ့အခါဖြေတဲ့ကိုတော်ကဝိလေကြောင့်မှလုပ်ပြီးတော့နတ်ပြည်မှာသွားနေတာဟောတာဆိုတော့တဲ့နတ်ပြည်မှာနတ်တို့ရဲ့တက်တန်းနဲ့ကြည့်မယ်ဆိုရင်မိနစ်ပိုင်းနေပဲ7မိနစ်သာလောက်ပေါ့ဒါပေမဲ့အဲ့ဒီ7မိနစ်ကလူပြည်7မိနစ်ပြောတာမဟုတ်ဘူးเนาะစရုံးမာတဲ့ နတ်ပြည်လူပြည်ကအနှစ်50သိသရုဏမာရင်မှာတနေ့တရက်ပဲရှိသေးတယ်လူပြည်မှာအနှစ်တရာဒီတာဝရင်သာမှာတရက်ပဲရှိတယ်ဟုတ်ပြီလားအဲ့တော့အခုဝါရင်3လဆိုတော့လူပြည်မှာဟိုနတ်ပြည်မှာပြောမယ်ဆိုရင်ဘယ်လောက်သေးတော့မိနစ်ပိုင်းလေးပဲဒါပေမဲ့ဟောကြားတဲ့ဒေသနာတော်ကဘယ်လောက်ကြားတယ်လဲခဏကြားတယ်လဲဆိုတော့ခဏကြား အဲ့ဒီခုနှစ်ကြံခေါ်တဲ့အခါမှာဦးဇင်းတို့စာပေတင်ကြားရတဲ့အခါဟာစိုးစားတဲ့အချိန်ကိုတတ်မှတ်ပြီးတော့အခုဆိုရင်9နာရီခွဲ10နာရီပေါ့ဒီအချိန်လောက်ဆိုရင်ဘုရားရှင်ဟာလက်ပြမှာတရားဟောရင်းကနေပြီးတော့နေမိတာဘုရားရှင်နဲ့ပူပွားအတူတူပုံသဏ္ဍာန်တူနော်ဖန်ဆင်းပြီးတော့ဒေသနာတော်ကိုဆက်ပြီးတော့ဟောခိုင်းဟောတာပေါ့ဗျာ တော့သူတက်ရှိတင်ကြမြတ်စွာဘုရားကတော့လူကြီးကိုပြန်ကြွလာတယ်အနောဒအိမ်မှာဆင်းတယ်ယောက်ကျော်မှာဆုံးခံတယ်ဆုံးခံပြီးတော့အဲ့ဒီအနောဒအိမ်မှာပဲပြန်ပြီးတော့ဆုံးဖုံးပေးတယ်အဲ့ရက်90နေတိုင်းအဲ့လိုပြုကျင်ရတာဘာလို့တော့တရားရဲ့ခန္ဓာကဘယ်ခန္ဓာတော့နတ်ခန္ဓာလားလူခန္ဓာလားအဲ့မှာအဲ့ဒီမိပြုလုပ်တဲ့ကိုရိုလီကနတ်ပြည်သွားဟောတာဆိုတော့တဲ့ ဘုရားကခဏတိုင်းသုံးသားနေရမှာပေါ့တဲ့အဲ့လောက်ကြီးရတော့မဖြစ်နိုင်ဘူးတဲ့အဲတရားရှင်ရဲ့တပ်ပေညွတ်ညံတော့အရာကိုကိုမပိုင်ပဲနဲ့ဝေဖန်ပြီးတော့ပြလိုက်တာအခါတဲ့အောက်ကနေဝိုင်းမှန်ကြတော့တာဗေဒီကိုယ်တော်စာတင်ဘူးရလားပါလားဟုတ်ပြီလားဒါကအဘိဓမ္မာတင်လေဆိုရင်ဦးဇေလိုအရှိကံကအဘိဓမ္မာကိုတင်ယူတဲ့အချိန်မှာဒါလေးတွေစတင်ရဟုတ်ပြီနော်အဲ့တော့အမြဲတမ်းပါတယ်လေစေနာယီကံမှာမလုပ်တယ်လေ ဆင်းပြီးတော့လူပြည့်စင်လာတဲ့အနောတအိုင်မှာရေတန့်စင်းတယ်နော်ခန္ဓာကိုယ်ရေဆိုးတယ်ပေါ့ဗျာနတ်ပြည်သားသွားခေါ်နေတာဘုရားကဘာခန္ဓာနဲ့ခေါ်တာလူခန္ဓာနဲ့ပဲဣဒံကြီးလေးပါးနဲ့ဒီဆောက်လာတဲ့ခန္ဓာအခုခင်ဗျားတို့ကျတော့တဏှာကြီးလောက်ထိုင်တာတောင်မှချွေးတွေပါလေမထွက်ဘူးတွက်သလားဥပါဒတိနတ်ကြီးဟောတယ်ခန္ဓာကရှိနေတဲ့အတွက်ခန္ဓာရဲ့ဒုက္ခကမရှိဘူးလားရှိတယ်။အဲ့ဒီခန္ဓာရဲ့အညစ်အကြေးကိုဖြေချင်းဖို့နောက်ပြီးတော့အစာခန္ဓာတွေကိုထည့်ဖို့အတွက်နေတာလေ ဆုံးကံကြွပါတယ်အနောဒအိုင်မှာရေချိုးပါတယ်မြောက်ကျုံးကိုဆုံးကံကြွပြီးတော့အဲ့ဒီအနောဒအိုင်မှာပဲစွန်းစားခြင်းကိစ္စဆောင်ရွက်ပါတယ်အဲ့ဒီစွန်းစားခြင်းကိစ္စပြီးတဲ့အခါကျမှအရှင်သာရိပုတ္တရာကြည်ရသန္တကူတော်ကိုသွားပြီးတော့နေတန်စင်းနေအဲ့ဒီအချိန်မှာအရှင်သာရိပုတ္တရာတရားထံစီကပ်ပြီးတော့တရားကျင်ကလည်းအေရှင်သာသာရိပုတ္တရာငါဒီနေ့တောင်းရင်သာနတ်ကြီးမှာဘယ်ကနေပဲအတိတ် ဝေဒနာတရားကိုဟောကြားခဲ့တယ်အလောက်ကလေးပဲဟောကြားပါတော့ဥပမာအပြင်ပြောမယ်ဆိုရင်တဲ့သမုဒ္ဒရာကိုဘုရားရှင်ကအစ်သားဟိုမှာသမုဒ္ဒရာမြင်ရဲ့လားဥပမာအပြင်ပြောတာပေါ့လေအမြင်ပါတဲ့ဘုရားတော်ပြီဘလောက်ပဲဘလောက်ကျေတယ်ဘလောက်နဲ့တယ်ဆိုတာကဘုသူကိစ္စရှင်သာရိပုတ္တရာဆက်ပြီးတော့ သိရမယ်ကိစ္စအခုလက်ဒေသနာတော်အဲ့ဒီလိုပဲအကျဉ်းအပြင်ဟောကြားပေးတာနတ်ဒီပါကြတော့ဟောတဲ့ဒေသနာကဝိထာရအကျဉ်းအပြင်မိဓမ္မတရားကိုဟောတာပါနော်နောက်တကချင်သာတိပုဒ္ဒရာကိုဟောတာကသင်္ခေပအကျဉ်းအပြင်ဟောတာတကချင်သာတိပုဒ္ဒရာကဘုရားရှင်ကနာယူပြီးသားတရားတော်ကိုသူတတိကြားဘူးလိမ့်မယ်လင်းတော့ကတိခဲ့ဘူးတဲ့ယဟန်900ကိုမကျင်းမကျဲ့ အားဖြင့်ဒေသနာတော်ကိုမလုပ်ပါနဲ့။ဩကြာတာ။အဲ့တော့အဘိဓမ္မာမှာအရှင်ဘုရားဘယ်ကစတဲ့လဲဆိုတော့ကုသလာဓမ္မအကုသလာဓမ္မအပြာကတာဓမ္မဤသုံးပိုက်ပဲနော်အဘိဓမ္မာရဲ့အရှင်ကကဘာတယ်လဲကုသလာဓမ္မအကုသလာဓမ္မအပြာကတာဓမ္မအဲ့ဒီဒီမှာဆက်ပြီးတော့နောက်ဆုံးပဋ္ဌာန်းကျမ်းကြီးကြည့်ကြတော့ပို့ပြီးတော့ပြေသွားတာဟုတ်ပြီကုသလာဓမ္မဘာလဲကုသလာဆိုတာ အနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့ဥတ္တောဆိုတာအပြစ်မရှိဘဲနဲ့ကောင်းကျိုးချမ်းသာကိုပေးတတ်ပါれပြောကြည့်သမားဥတ္တောဆိုတာအပြစ်မရှိကောင်းကျိုးချမ်းသာကိုပေးတတ်ပါအဲ့တော့ပဲမှတ်လိုက်မယ်နော်အခုတရားဓမ္မတွေဘာလို့နေကြတာလဲကုသိုလ်လို့အဲတရားနာတယ်ဆိုတာဓမ္မသဝနာကုသိုလ်နောက်တစ်ခါသီလအစောက်တည်တာကသီလကုသိုလ်မိမိတို့သွားနိုင်သမျှလှူတာက ဒါနကုသိုလ်အဲ့တော့အဲ့ဒီလူရာကောသီလဖောက်တည်တာကောအရာငါရာကောဘသူတိကြိုက်တယ်ဟုတ်ပါဘူးဒုမအတိကြိုက်ဘူးမိမိသူရပါနှစ်ဦးသားကိုမတိကြိုက်ဖဲနဲ့အပြစ်မရှိလို့ဘာလို့ခေါ်တာကုသိုလ်လို့ခေါ်တာနောက်တစ်ခါအကုသိုလ်တာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအကုသိုလ်ဆိုတာကအပြစ်နဲ့တကွာမကောင်းကျိုးကိုပေးတတ်ပါတယ်ဒါလည်း အပြင်းနဲ့တပါမကောင်းကျိုးကိုပေးတတ်သောအကုတ္တဟုတ်ပြီပါဏတိပါဒသူတစ်ပါးအသက်တတ်တယ်ဆိုရင်အဲ့အသက်ခံရမဲ့တတ္တဝါကအကောင်သိရင်တော့ထားတော့အကောင်နည်းနည်းကြီးတယ်ကိုကြပါသူပြအကျက်တကောင်ကိုတတ်မှရယ်ခွေးတကောင်ကိုတတ်မှရယ်နော်ဝတ်တကောင်ကိုတတ်မှရယ်လွားတကောင်ကိုတတ်မှရယ်လုံးလာပြရတာချင်းတွေ့ရလားမတွေ့ဘူးမတွေ့ဘူးကျက်တတ်တော့ပဲဆိုရင်ကျက်ကိုဘာလို့ရလဲ ဘန်းခံရတယ်လေဖမ်းတဲ့အခါတက်ကအဖမ်းခံရတာဖွက်ပြီးတော့ပြေးနေတာဘာဖြစ်လို့သူအသက်ကလေးကိုတိမ်မှာကြောက်လို့ပေါ့အဲ့တော့အကောင်အသေးကြီးပေါ်လိုက်ပြီးတော့အပြစ်ကလည်းကြီးတယ်တနည်းသေးသေးလိုတဲ့စေတနာရှိလာပြီဆိုရင်တစ်ပတ်သားမှာသူတို့ငါကတတဝါမှာယုံနာနှစ်ပါးရှိတယ်အဲ့ဒီယုံနာနှစ်ပါးကိုခင်တွယ်တဲ့တက္ကရာဒိဋ္ဌိခင်တွယ်တဲ့တက္ကရာ အတုလည်းဒုက္ခနာဒုက္ခတွေတာပဲအဲအဲ့တော့သူတော်ဘာအသက်တတ်ခြင်းဟာမိမိလည်းနောင်တန္တရာမှာအသက်တိုခြင်းယောဂများခြင်းဆိုတဲ့အကျိုးရရှိတယ်။ကောင်းတဲ့အကျိုးလားမကောင်းတဲ့အကျိုးလား။အေးဒါကြောင့်ပါဏာတိပါဒအခုဥပုသ္တိလာသောက်တဲ့ချိန်မှာတိတ်ခဘုတ်တိအာရိဏဒါနအပြမစရိယစာချီတိအပြည့်တိတ်ခဘုတ်တိဒီကျွလွန်လိုက်မယ်ဆိုရင် ကျွလွန်တဲ့ပုံကောမှလည်းအပြည့်ရှိတယ်။ဒါကြောင့် အကုသိုလ်ဖြစ်သွားတယ်အကုသိုလ်ဆိုတာအပြစ်နဲ့တကွာမကောင်းတဲ့အကျိုးကိုပေးတတ်ပါတယ်သရဝတ္တတရဲ့တတ်တဲ့အပြစ်ရှိတယ်ပြန်လာပြီးတော့အကျိုးပေးတဲ့ခါကျတော့ကောင်းတဲ့အကျိုးပေးသလားမကောင်းတဲ့အကျိုးပေးတာမကောင်းတဲ့အကျိုးပေးကဟုတ်ပြီအဲ့တော့ကုသလဓမ္မအကုသလဓမ္မဟောတကအပြာကတဓမ္မအဲ့အပြာကတဆိုတာကတော့ဝိပက်စိတ်တွေယုတ်တရားတွေ ယုံတရားကြီးကတော့ထားလိုက်တော့ဝိပါကလို့ခေါ်တဲ့ဝိသက်စိတ်တွေကကုသိုလ်လုပ်ထားရင်ကုသိုလ်အကျိုးပေးမှာပြောကုသိုလ်လုပ်ထားရင်ကုသိုလ်အကျိုးပေးမှာအကုသိုလ်လုပ်ထားရင်အကုသိုလ်အကျိုးပေးမှာဝိပါကဆိုတာအကျိုးပဲဒါကိုဝိဘက်လို့လည်းသုံးကြတယ်ဟုတ်ပြီနော်အဲ့တော့ကုသိုလ်အကုသိုလ်ကုသိုလ်အကုသိုလ်ရဲ့အကျိုးတရားကအပြာကတဝိပါကအဲ့ဒီ သုံးမျိုးကိုအရှိခံပြီးတော့ဓမ္မသင်္ကေတကျမ်းကနေဟုတ်ပဋ္ဌာန်းကျမ်းအတိဟောကြားတဲ့ဒေသနာတော်အစဉ်ကိုဘာလို့ခေါ်မှာလဲအဘိဓမ္မဥလိုက်သမ္မာလိုက်ဆိုလိုက်သမ္မာကုသိုလ်လေးအပြစ်ကင်းရောအပြစ်ကင်းရောကောင်းကျိုးထိုးထိုးကောင်းကျိုးထိုးထိုးပိဋကညာပိဋကညာမတ္တညကုသိုလ်မတ္တညကုသိုလ်အပြစ်ကင်းရော ကောင်းကျိုးထို့တော်ကောင်းကျိုးထို့တော်ဣဒံညာဣဒံညာမတ္တံညကုတောမတ္တံညကုတောအေကုတောကတော့အပြစ်ကင်းပြီးတော့ကောင်းကျိုးပေးတယ်နောက်တစ်ခါအကုတောအပြစ်ရှိတော်အပြစ်ရှိတော်မကောင်းကျိုးထို့တော်ကောင်းကျိုးထို့တော်ဣဒံညာဣဒံညာမတ္တံအကုတောမတ္တံအကုတောအပြစ်ရှိတော် မကောင်းကျိုးတော်ထုံဣဒัญญาမတအကုသောအဲအရာဘုရားကအမှုစိတ်ပြီးတော့ရှဲ့ထွင်ပြီးတော့ဤကုသောအကုသောတွေဆိုတာဘယ်မှာဖြစ်နေတာလဲသူတုံငါကတတဝရရဲ့တဏ္ဍာမှာဖြစ်နေတာဟုတ်ပြီနော် အဲ့ဒီကုသိုလ်အကုသိုလ်အရှင်းကပြီးတော့ပဋ္ဌာန်းကြတော့ဟေတုပစ္စယောအာရမဏပစ္စယောဟေတုပစ္စေဆိုတာဘာလဲဆိုတော့ခမားတို့ကျွတ်တို့ရဲ့တတ္တဝါတွေရဲ့တဏ္ဍာမှာလောဘဒေါသမောဟကုသိုလ်အကုသိုလ်အကုသိုလ်ဟုတ်ကဲ့လားအကုသိုလ်အောက်စုအလောဘအဒေါသအမောဟဆိုတဲ့ဣတ်သုံးမျိုးအဲ့ဒီဣတ်သုံးမျိုးကကြတော့အလောဘဆိုတာကလောကီအာယုအလုံးမလို့ခြင်းတာ အဒေါသဆိုတာကမကဲထံမကြမ်းတမ်းတာမေတ္တာစိတ်ထားတာဟုတ်ပြီလားအမောဟဆိုတာကမတွေ့ဝေတာပညာရှိတာအဲ့ဒါကအကောင်းဟိတ်၃ပါးဒီဘက်ကလောဘလိုချင်တာဒေါသစိတ်ဆိုးတာမောဟအမှန်တရားကိုမသိတာကအကုသိုလ်ဟိတ်တဲ့ဟုတ်ပြီလားဘုဘက်ကကုသိုလ်ဟိတ်အဲ့မှာဧတုပိစယောတိဆိုတာဟေတုကုသိုလ်ဟိတ်ကဘာအကျိုးပေးပါလဲကုသိုလ်အကျိုးပေးမှာခင်ဗျားတို့အခု ပြောတော့ဒီဘဝလူဘဝလူခန္ဓာလေးရနေတယ်ဆိုတာအာဟိတ်ကကျေစုပြုလိုက်တာလေကိုတော်ဟိတ်ကကျေစုပြုလိုက်တာအလောဘအဒေါသအမောဟအရှင်ဘုရားဘာလို့အလောဘပြောတယ်လဲလူတယ်ဆိုတာကိုယ်ပိုင်နဲ့ပြည့်စုံဥစ္စာကိုဘာလို့ရလဲပေးရတာလေအဲ့ဒီပြည့်စုံဥစ္စာပေါ်မှာခင်တွယ်တဲ့လောဘတဏအာကြီးနေပဲဆိုရင်လူနိုင်တလားလူနိုင်ပါဘူးပြည့်စုံဥစ္စာတော့ရှိကြတယ်လူတိုင်းလိုက်ထိုက်ရှိကြတယ်ရှိတဲ့ပြည့်စုံဥစ္စာပေါ်မှာ ပေးကံစွန့်ကျဲတာချင်းတူနဲ့တူတူသလားတူပါပါအဲမတူသည့်အားလျော်စွာအကျိုးကတစ်ခါပြန်ပြီးတော့ပြီးသွားမှာအဲ့ဒီကြတော့ပဋ္ဌာန်းကြတော့အဲ့ဒီလိုနော်ဟိတ်ဒီအာရမဏဒီနဲ့ခွဲခြားပြီးတော့ဟောကြားသွားလို့ဘာလို့ခေါ်ရလဲအဘိဓမ္မာဒါကြောင့်အဘိဓမ္မာကထာမကံဥဒလာဓမ္မာအကုဒလာဓမ္မာအပြာကတာဓမ္မာအစရှိသောနဲ့နဲ့ဆန်းကြံသောနဲ့နဲ့ စံကြေသောအဘိဓမ္မာဒေသနာတော်ကိုဧဝနံနတ်မြမအပေါင်းတို့အားဧဝနံမေတော်ဖြစ်ခဲ့ပုသည့်နတ်သားကျေစုသတိအနေအားဖြင့်တကြဝလာတိုက်တောင်းမှကြွားရောက်လာသောနတ်မြမအပေါင်းတို့အားတံဘောတည်းကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တတိကဲ ဘုရားရှင်ခုနှစ်ဝါမြောက်တာဝတိန်သာနတ်ပြည်မှာမေတော်ဖြစ်ခဲ့မှုနဲ့နတ်သားကို အမုတ်ထားပြီးတော့နတ်ပြည်မှာအပေါင်းအားအဘိဓမ္မာတရားတော်ပေါ်ကြားခြင်းသည်မလုပ်ထားတဲ့ယေရှုဆက်တာဘသူကိုလည်းမေတော်မိနတ်သားကိုယေရှုဆက်တာအခုဘဝအနေအပြင်ကြည့်မယ်ဆိုရင်တော့ဘုရားရှင်မွေးဖွားပြီးခုနှစ်ရက်မှာမေတော် နိုင်ရစံနေဆိုတော့မေတော့နှုတ်ရမ်းများသို့တော့ပြန်ရပါမလားမရဘူးရခြင်းလဲရလိမ့်မယ်ဘယမဘုရားများတယ်ကဲအဲ့တော့ဒါကိုအင်းသားပြီးတော့နှုတ်ကျွေးဆက်တယ်လို့လည်းပြောတယ်အဲဥစဉ်အဲ့လောက်တော့သကားကိုအမြင့်ကြီးမသုံးပါဘူးအားတယ်လေမေတော်မိနာကျေစုဆက်တယ်လို့လည်းပြောလိုက်နှုတ်ရွေးဆိုရင်ဒီဘုရားနှုတ်တယ် ပြောလို့ရတယ်ဟုတ်တော့ဘောအကဲထားပါတော့လေဘဝအတင်ချေနန္ဒဘုရားအလောင်းနဲ့ဒီမေတော်ဆိုတာကပါရမီကြီးပက်ပြီးဖြစ်တဲ့အတွက်သာမီသာမီသာမီဆိုတဲ့ဘဝတွေကများစွာကြည့်ခဲ့တာကိုဟုတ်ပြီလားဒီဘဝအမေတွေမဟုတ်ဘဲနဲ့ဘဝအဆက်ဆက်ကတော်ခဲ့တဲ့ဟာမေအရေကနေပြီးတော့သူ့ကိုစောင့်ချောက်ခဲ့တဲ့အတွက်အလုတ်ထားတယ်ယေရှုသတ်တဲ့အနေအချင်းဟုတ်ပြီယေရှုသတ်တဲ့အနေအချင်းတရားဟောတော့မေတော်မိနတ်သားတောတာပါ တည်ခဲ့ပါနဲ့ပြသောတာပတ္တိမေညာပုံညာကိုရလိုက်တာနဲ့တစ်ပြိုင်တည်းတည်းတရားတရားသံဃာကံကံကြီးအကျိုးမှာယုံကြည်တတ်တဲ့ဝိသိကိစ္စပဲသွားတယ်ပြနော်ငါကုံငါခန္ဓာဆိုဆွဲလန်းတဲ့တက္ကာယဒိဋ္ဌိလည်းတည်ပြီးသွားဖြစ်သွားတယ်ပြအဲအဲ့တော့မေရောမိနာသာဖြစ်တဲ့တန်တုတိတနတ်သာတိဖြစ်တာကတော့တုတိတနတ်ပြည်မှာဖြစ်တာတုတိတနတ်ပြည်ကိုတက်ပြီးတော့တရားဟောလို့မရဘူးဘယ်မှာပဲဟောရလဲ တာဝရိန်တာမှာပဲပေါ်တာဘာလဲလဲတာဝရိန်တာနတ်ပြည်မှာပဲပေါ်တာအဲအဲ့တော့မေတော်မိနတ်သားတရားနာရတဲ့အတွက်ဗာတီတဲ့သောတာပန်တည်တဲ့အတွက်အဲ့ဒီမေတော်ဟာအောက်အောက်လို့ခေါ်တဲ့လူပြေတို့အဘယ်လေးပါးကိုဘယ်တော့ကမှမရောက်တော့ဘဲနဲ့အထက်ဘုံစဉ်စံပြီးတော့အပြစ်တော်မလဲနိဗ္ဗာန်လို့ခေါ်တဲ့သုတ္တန္တမှာရှိတဲ့ကိလေသာအလုံးအငိမ့်တတ်ရအောင်ဆက်လက်အထောက်အကူမှဖြစ်တယ်ဗျာ ဟုတ်ပြီနော်အားကြောင့်ပါတယ်လေမေတော်မိနာကျေသူဇတ်အဲဒီဘုရားရှင်ကတော့သူ့မေတော်ကိုကျေသူဇတ်တယ်လို့ခမည်းတော်ကျွတ်မှာကောမွေးခဲ့တဲ့အမေမရှိဘူးလားရှိသလားဘလို့လောက်ကြလဲကျေသူဆရာမတက်ရှိတင်ကြရှိသေးတယ်ဆိုရင်အမေအဖေကိုပြုတ်ဟောလာစိတ်ချမ်းသာအောင်ထားပြီးတော့ပြုစုလှုပ်ကျွေးနေတာမလုပ်တာလို့ကျေသူဇတ်တာနောက်တနည်းဒါနသီလဘာဝနာ အားနည်းတဲ့အမေအဘေကိုဒါနသီလဘာဝနာတရားတွေကြိုးစားပြအောင်အားထုတ်ပြအောင်အမေကြီးဒီနေ့တော့ဥပုံနဲ့ဥမုံစောက်သွားပါသမီးတို့ကြံကြံတဲ့ကိစ္စအိမ်မုကိစ္စအမေတို့အမေကိုသာသာသမီးတွေကဆောင်ရွက်ပေးပါမယ်ဆိုပြီးတော့သာသမီးတွေကနေအမေကိုအဖေကိုဟုတ်လားဥပုံစောက်သေးတာကုသိုလ်ကောင်းမှုပြုလုပ်သေးတာဒီအဲ့ဒါဘာလို့ထားလို့ဓမ္မအားဖြင့်ကျေးဇူးပြုတာကျေးဇူးဆက်တာဟုတ်ပြီလားသာဝေနေရဲ့အဖြစ် ထောက်ကတာကပစ္စည်းနဲ့ဂျေဇုဆတ်တာဘယ်ဟာကပုံရတယ်လဲဆိုရင်ဓမ္မဖြင့်ဂျေဇုဆတ်တာကပုံမြတ်ပါတယ်ဗျာကဲအမေဘေးမရှိတော့ဘူးဆိုရင်အမေဘေးရောက်နေတဲ့နေရာမှာရှိတဲ့ပုံကိုယ်တွေအားလည်းဥပဝနောင်ဘဝနောင်ဘဝလို့ခေါ်တဲ့တန်တရာအတွက်သူတပါအာမကိုပဲနဲ့ဘသူအာကို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 အာကိုကုတလာဓမ္မကိုတ္တဓမ္မကုသိုလ်အဖြစ်ကမလားအကုသိုလ် အဖြစ်ခံပါလားဒါကိုကိုဘာသာကိုပြန်ပြီးတော့စမ်းစစ်ကိုသူအဖြစ်နဲ့လို့အကုသို့အဖြစ်များပြီဆိုရင်ကိုဘကဝိပါကကကောင်းတဲ့အကျိုးလားမကောင်းတဲ့အကျိုးလားအေးလူတော့လူချင်းအတူတူပဲဗျအတိညာအားကောင်းတဲ့ပုဂ္ဂိုလ်ကရရှိလာတဲ့ဈေးဝဥစ္စာပေါ်မှာတိတ်မခင်တွယ်ပဲနဲ့ဒီပစ္စည်းဥစ္စာကိုတန်တရာကလွတ်မြောက်ကြောင်းဖြစ်တဲ့အတွက်တရားအနိအားဖြင့်ကုမြောက်ဖို့ရာ အထောက်ကဖြစ်တယ်ပစ္စည်းဥစ္စာခင်တွေတဲ့ပုံကတော့အဲ့ဒီခင်တွေတဲ့တဏှာကပဲသူ့ကိုဘယ်ကိုပို့ချမှာအပေကိုပို့ချမှာအဲ့တော့ပစ္စည်းဥစ္စာခင်တွေခြင်းလဲခင်တွေเนาะမခင်တွေဖို့ကြိုးစားရပါကဘုဒ္ဓတော်ဘုဒ္ဓအဲ့တော့တရားများများနာတရားနှလုံးသွင်းဝိပဿနာဖြစ်အောင်ကြိုးစားအထောက်မဲ့ဆိုရင်ဘုပစ္စည်းဝတ္ထုနဲ့အတူခန္ဓာကိုယ်ပေါ်မှာခင်တွေတဲ့တဏှာပါဖြစ်နိုင်ပြီလေ အားနေသွားမယ်ဟုတ်ပြီတရားအားထုတ်တယ်ဆိုတာဟွာတွင်သုံးလဥပုံနေတိုင်းခင်ဗျားတို့ကိုဦးဇင်းဟောခဲ့တာဘာအကြောင်းနေဟောခဲ့တာဝိပဒနာအခြေခံယုံနံနှစ်ပါးခန္ဓာနာဝါဘာလို့ယုံလို့ခေါ်တာလဲဘောက်ပြန်တတ်လို့ယုံကြောင်းလဲတတ်လို့ယုံအင်းငြိမ်မှုမရှိလို့ယုံ အဲ့ဒီဖောက်ပြန်ကိုပြောင်းလဲမှုတိုင်းကိုသိနေတာကနာခန္ဓာရဲ့ဉာဏ်နဲ့ကြည့်လိုက်တော့အဲ့ဖောက်ပြန်နာရဲ့သိတာရဲ့ကဲဒီဖောက်ပြန်နာကြီးကမကောင်းလို့မလာပါနဲ့လို့တားလို့ရပါလားမရပါဘူးဟာဒီဟာလေးကတော့နေလို့ထိုင်လို့ကောင်းလိုက်တာဒီတိုင်းလေးနေပါဖြစ်ပါစီလို့ဆုတောင်းလို့ရပါလားမရပါဘူးမရပါဘူးမရပါဘူးဒီထိုင်လို့ကောင်းတယ်ခဏလေးပဲတော့ကြာကြည့်ပါဖြစ်အောင်ပါနာမယ်ကျင်မယ်ထုံမယ်ကြိုက်မယ်ခဲမယ်စားမယ် ဟုတ်ပြီလားအမျိုးမျိုးခန္ဓာကပြနေတာဒီဘာရဲ့သဘောရောရဲ့သဘောအေးအဲ့ဒီယုံနံသဘောသင်ကျင်လိုက်မယ်ဆိုရင်ယုံနံလည်းချစ်ပြီးရင်ပြက်နန္တရားလည်းချစ်ပြီးရင်ပြက်ပေါင်းလိုက်တော့ယုံနံနှပါသည်ချစ်ပြီးရင်ပြတ်တတ်တဲ့သဘောပိုင်းဆိုင်တဲ့ပစ္စည်းဥစ္စာကိုတကယ်ပိုင်နာမို့ရလားဟုတ်ပါဘူးယန္တုမျိုး၅ပါးနဲ့မပြည့်သေးနိုင်ဘူးလားအေး ပျက်စီးတတ်တဲ့သင်္ခါရတရားကိုသင်ခြင်းနှလုံးသွင်းလိုက်မယ်ဆိုရင်အဲ့ဒီပစ္စည်းဥစ္စာပေါ်မှာလည်းခင်တွယ်တဲ့လောဘတဏ္ဍာအာနေသွားမယ်ခန္ဓာကိုယ်ပေါ်မှာလည်းခင်တွယ်တဲ့တဏ္ဍာအာနေသွားမယ်အဲ့ဒီခန္ဓာကိုယ်ခင်တွယ်တဲ့တဏ္ဍာလောဘအာနေမှာအကုဏကတက်ကာယဒိဋ္ဌိလည်းပယ်နိုင်မယ်ဝိသိကိစ္စလည်းပယ်ခွာနိုင်ပဲဒါကြောင့်ဘေရောမိနတ်သာဒီဘုရားရှင်ဟောကြားတော်ဒေသနာတော်ကိုနာယူရတဲ့အတွေ့ သောတာပတ္တိမေញံရပြီးတော့ဘဝခန္ဓာဇတ်သိမ့်တဲ့အဖြစ်ကိုတပြေးတည်းနဲ့ရောက်ချိသွားမှဖြစ်ပါတယ်ပြအဲအာလုံးသောတရားကမှပေါင်းသူတော်ကောင်းလို့လဲဘဝခန္ဓာရလာတာဒီဘသူကြောင့်မိဘနှစ်ပါးကြောင့်ဘုံမိဘနှစ်ပါးဒီခင်ဗျားတို့ကျွတ်တို့ဘာမှကျေးဇူးမများဘူးလားများသလားအဲကျေးဇူးဘုရားရှင်ကတော့သူ့မယ်တော်ကိုကျေးဇူးသတ်သည့်အနေအချင်းဒေသနာတရားဟောကြားတယ်လို့ ခင်ဗျားတို့ကျွန်တော်တို့တွေလည်းကိုဆိုင်ရာဆိုင်ရာမိဘတွေရဲ့အပေါ်မှာအကျွင်းကျင်းအောင်ဆက်ပြီးတော့တန်ត្រာဝတ်ကလွံ့မြောက်အောင်ကြိုးစားအားထုတ်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေကုန်သတည်း